မီးမလာဘူးရတယ်လေမီးမလာလည်းဘာဖြစ်လဲမီးမလာပြောင်းနိုင်ပြီတော့မှာပေါ့အဲဒါပေမဲ့နိုင်ငံတော်လက်ရှိအစိုးရနဲ့အဲကဲစမ်းလက်ရှိပြည်သူလူထုကြားမှာဟုတ်ပြီမလိမ္မာနဲ့အော်မလိမ္မာနဲ့ကျွန်တော်ပြောတာမီးမလာရင်မလာဘူးပေါ့ဒါပဲဘာဖြစ်လဲอืมဟုတ်လားအစိုးရလည်းလက်ခံနိုင်ရမယ်ငါမလုပ်နိုင်သေးဘူးอืมငါမင်းတို့လှုပ်ပေးမယ်อืมအခုရုရှားနဲ့ပေါင်းတယ်ပြုတ်တယ် ဟုတ်လားငါလှုပ်ပေးမယ်ငါငါပြည်သူလူထုကိုငါလှုပ်ပေးမယ်ပြည်သူလူထုကိုပြောလိုက် တိုင်းပြည်ခက်ခဲပြဲမှာဖြစ်နေတယ်ငါဒီအာနာထိန်းတာလားအာနာသိမ်းတာမဟုတ်ဘူးဟုတ်ပြီတိုင်းပြည်ရဲ့အခက်ခဲတစ်ခုကြောင့်ငါအာနာထိန်းတာတဲ့ထဲမှာတိုင်းပြည်ကိုအပြတ်မောက်တွေလှုပ်လို့အဲမီးမမှန်ဘူးအာငါမီးမအောင်လှုပ်ပေးမယ်ငါကြိုးစားပေးမယ်အာအေးအောက်ကဝန်ထမ်းတွေလေ EBG ဝန်ထမ်းတွေဘာတွေညာတွေအဲမင်းတို့လည်းငါ့ကိုမလိမ်နဲ့ တော်လံပြည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့က match လာ22မှ6ရက်နေ့ဖြစ်ပါတယ်ဆိုတော့လက်ရှိတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကစက်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေတပ်တွင်းတပ်ပြင်မှာတော်တော်လေးကိုအစက်ကောင်စီအရာရှိတွေရဲ့ဒုက္ခပေးခြင်းတွေကို တော်တော်လေးကိုခံနေရပါတယ် ADT မှာမှာ ARD တိုင်းပသိမ်မြို့နယ်မှာ ဒီနောက်တန်းမှုကနေပြီးတော့မှနောက်တန်းမှုတအားဆိုးနေတဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့ကြော်ဆိုးဦးတို့မင်းအောင်လိုင်တို့ကိုလှမ်းတိုင်တဲ့အဘသမီးလေးမိုးဝတန်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အရင်ဦးဆုံးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဘာသမီးလေးမိုးဝတန်ဘာတွေဘယ်လိုတိုင်မလဲကြည့်အောင်ထမင်းဆိုင်တဲ့ line မော်တက်ခဲ့တာပါပြောစရာလေးဆိုလို့ပါကျမတို့ပသိမ်မှာနောက်တန်းမှုတော်တော်ဆိုးနေပါတယ်လို့เนาะကျမတို့ပသိမ်မှာတော်တော်ဆိုးနေပါတယ်နောက်တန်းမှု သမရာမင်းအောင်နိုင်နဲ့เนาะကျော်စိုးဦးကဆရာကျော်စိုးဦးတို့နဲ့အတူတကွာအဲဆရာကျော်စိုးဦးနဲ့အတူတကွာအေးဟုတ်တယ်တက်ပြောเนาะအားလုံးကိုသိစေချင်ပါတယ်လို့เนาะတိုင်းတတိုင်းလုံးနဲ့မှာအစိုးဆုံးနောက်တန်းမှုရှိပါတယ်လို့ဟုတ်လားကျမအကောကျမဟုတ်နဲ့ဘက်မှာကျမအခုတင်နေပို့မှာ ကျမတင်ထားပါတယ်လို့ဘယ်တက်ဘယ်တက်ဆိုတာဟုတ်ပြီเนาะ တော်တော်ဆိုးနေပါတယ်လို့စကားပြောလာဆိုတာလည်းလည်းဆိုင်ဆိုင်ပါတယ်ပြီးကြတော့တပည့်ငယ်သားတွေကိုလည်းဟိုလက်ထက်ခွင့်မကြလို့တွေဘာတွေညာတွေနဲ့ပြောပါတယ်တမန်တော်အမင်းအောင်နိုင်အိုက်တရင်အိုက်နောက်တန်းမှုကိုလေနင်းညာဆက်ဆန်ရှေ့တန်းပို့ပေးပါလို့နော် သူရှေ့တန်းမသွားရအောင်လို့အရန်ကာထားပါတယ်လို့အရန်ဆိုးပါတယ်ကိုရခွန်ကနောက်တန်းမှုပို့စုပစဆိုးနေပါတယ်လို့ကျမကတော့ဖြစ်သမျှအကြောင်းအကောင်းနဲ့ကျမကတော့ပြောတော့မယ်နော်အခုကတော်တော်ဆိုးတယ်နော် မနေ့ကဖြစ်တဲ့ကိစ္စမှာကျမဘက်ကမလွန်ဘူးနော်သူဘိုးကင်းအကောင်ကိုသွားတိုင်တယ်သူအရာရှိတယောက်ဆိုရင်တတဆိုင်ခေါ်ရမယ်ကန်တီးဆိုင်ခေါ်ရမယ်နှစ်ဦးနှစ်ဖက်ကိုပြေးလျောက်ရှင်းပြရမယ်အရာရှိတယောက်ဆိုတော့မှလေးဇဲမေတယောက်ကလေခွေးမောင်းဝက်မောင်းမောင်းထုတ်တယ်အရာရှိတယောက်စီကံတခုမှမရှိဘူးသူကကြတော့နော်ဟိုဘလိုပြောမလဲသူကအရာရှိဆိုတဲ့ဂုံရမ်းမောက်ပါတယ်လို့နော်အဲ့ဒါကိုကျော်စိုးဦးနဲ့တမရမင်းအောင်နဲ့သိစေချင်ပါတယ်နော် အဲ့ဒါတွေကိုလည်းကုညီပေးကြပါတော့เนาะနောက်ထီတောင်နောက်တန်းပုံမြင်အဆန်ပြောင်းဝင်အမြန်ပြောင်းပြောင်းကြပါစေလို့ကျွန်မအဲ့ဒါကိုလှမ်းပြောလာကိုကျော်စိုးသိတယ်မလားအရာရှိတယောက်ဆိုတော့မှာကွာသိတယ်မလားအဲ့ဒါကြောင့်မလို့ကျွန်မအခုညီတောင်းတာသိတယ်မလားကျွန်မအမွေမှာမွေမှာကျွန်မအမျိုးသားဆိုလို့ရှိရင်เนาะမျက်လုံးခွဲရမယ့်အရေးသိတယ်မလားကိုကျော်စိုးရေမျက်လုံးခွဲရမယ့်အရေးကွာဘာမှပြန်ခေါ်မပေးဘူးเนาะအဲ့ဒါကိုကျွန်မသိစေချင်တယ်ကြားစေချင်တယ်ဆိုတော့ဒါကနောက်တန်းမှာရှိနေတဲ့ ါပြောမယ်ဆိုရင်စစ်တပ်ကဒါပြောမယ်ဆိုစစ်သမီးပေါ့ဗျာစစ်သားရဲ့မိန်းမစစ်သမီးကအခုလိုမျိုးတွေဖြစ်ပြနေတဲ့အရာတခုကိုပြောပြနေတာဖြစ်ပါတယ် ARA တိုင်းပသိမ်မြို့ကိုရခွန်ကနောက်တန်းမှုရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီမိန်းမကပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်တို့ရှေ့ကာလတွေမှာကျွန်တော်ဒီမိန်းမနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကို reaction လုပ်ပေးခဲ့ပူပါတယ်သူ့အဖေဆုံးသွားလို့ပေါ့နော်သူ့အဖေဆုံးသွားတဲ့ဥစ္စာကိုစုံချောင်းတောင်မှမထုတ်ပေးလို့ရေးလဲပောက်ကွဲထားတဲ့အဲမိမဖြစ်ပါပေါ့နော်အဲ့တော့တိုင်းနေသားကြီးနဲ့ပြည်နယ်14ခုလုံးမှာ နော်ဒါအဆိုးရွားဆုံး900ခုနှစ်เนาะ900ခုနှစ်ရဲ့နောက်တန်းမူကြီးပေါ့เนาะစက်တက်တဲ့အစိုးရဆုံးနောက်တန်းမူကြီးရဲ့အကြောင်းကိုဒါပြောပြလိုက်တဲ့အဘသမီးလေးမိုးဝတ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့သတင်းလေးတွေနားဆင်ကြည့်ရအောင်ပါပထမဦးစွာမြန်မာနိုင်ငံတဝက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်52မှ5ဦးသေဆုံးတဲ့အကြောင်းလေးကိုအရင်ဆုံးပြောပြချင်ပါတယ်အဲ့တော့သေဆုံးမှုစင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အာကျွန်တော်တို့ပြီးခဲ့တဲ့မတ်လ22မှ5ရက်နေ့ဒိန်းနေပေါ့เนาะတရင်းစာရေးတိုင်းရေပြူမြို့နယ်မှာအကောင်20 မကွေးတိုင်းပခုတ်ကူမြို့မှာ14ကောင်ပဲခူးတိုင်းကြောင်တကားမြို့နယ်မှာ12ကောင်ပဲခူးတိုင်းနတ်တလေးမြို့နယ်မှာ6ကောင်ပဲခူးတိုင်းပြည်မြို့မှာ1ကောင်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ2ကောင်အားလုံးပေါင်း52မှ5ကောင်တီတီတည်ဆုံးခဲ့ပါတယ်ကျွန်တော်တို့ရဲ့ EOPD ရဲ့ကြာဆုံးမှုဖန်ဆီးခံခဲ့ရအောင်မှာတော့ match လ25ရက်နေ့အတွက်မကွေးတိုင်းရေသကြိုမှာဒါကျွန်တော်တို့ PD ရဲ့ရဲဘော်တအူမြင့်မြတ်စွာဒီတော်လိုင်းအတွက်အသက်ပေးလူသွားပါရခင်ဗျာ နောက်ထပ်သတင်းလေးကတော့ပဲခူးတိုင်းကြောက်တကောင်းမြို့အနီးမှာရှိတဲ့အချမ်းဘတ်ဆက်တဲ့စခန်းကိုဝင်ရောက်တိုက်ခဲ့ရမှာစစ်သား12ဦးသေဆုံးပြီးတော့မှလက်နက်တလက်နဲ့ကြီးစံတွေသိမ်းဆည်းရမိခဲ့တဲ့အကြောင်းကိုအထူးကွန်မန်ဒိုတရင် P2914 အရိကတော်ဝရှိသူတဦးကပြောပါတယ်မတ်လ22မှာ9ရက်နေ့နနက်အစောပိုင်း9:23မိနစ်ခန့်မှာကြောက်တကားမြို့အနီးမှာရှိတဲ့စင်အိုးလဟာကြီးရွာမှာအင်အား50ခန်းနဲ့အထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်ဆက်တဲ့စခန်းကိုတော်လိုင်းအေးပုံမတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဟာ၄နာရီနီးပါးကျော်ကြာမြင့်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဒီတိုက်ပွဲအတွင်းမှာစစ်သား12ဦးသေဆုံးပြီးတော့မှစစ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရရှိပါတယ်။ G3 အမျိုးအစားတနက်တလက်လက်နက်ငယ်ကြီးတွေနဲ့စစ်သုံးပစ္စည်းတွေကိုသိမ်းဆည်းပြီးတော့မှရရှိခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကလေယာဉ်ပစ်ကူတွေလက်နက်ကြီးပစ်ကူတွေနဲ့အပြန်အလှန်เนาะအပြစ်အထံကိုခုခံတိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်။အဲ့တော့လက်နက်လည်းရတယ်။အဲ့ဘက်ကကော်ရီလည်းသေတယ်ဆိုတော့ဒါက ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်နောက်ထပ်သတင်းလေးကတော့မန္တလေးတိုင်းမြင်းချံပြုတ်နယ်ခေါင်းကွဲရွာပြူစောတိအထိုင်စခန်းကနေပြီးတော့မှမိဂျာကြီးကောက်ရံအတွက်ပေါ့နော်ထွက်လာတဲ့အချမ်းပတ်ဆက်ကောင်တီတပ်သားတွေကိုတက်ခရရမှာနှစ်ဦးသေဆုံးပြီးတော့မှတနက်တလက် သိသိရမိခဲ့တဲ့အကြောင်းကို Justice Warriors Force အဖွဲ့ကတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့ match လ22မှ2ရက်နေမှာ မြင်းချံမြို့နယ်ခေါင်းခွဲရွာပြူစောတီအထိုင်စခန်းကနေပြီးတော့မှကဲရွာကိုမီတာကြီးလာကောက်တဲ့စစ်သားတွေနဲ့ပြူစောတီတွေကို Justice Warrior Force အဖွဲ့ကတော်လိုင်းရဲဘော်တွေကစောက်ချိုတိုက်ခတ်ခဲ့ခြင်းဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ဆိုတော့ဒီတိုက်ခတ်မှုအတွင်းမှာစစ်သားတအုပ်နဲ့ပြူစောတီတအုပ်သေဆုံးခဲ့ပြီးတော့မှ ME2 တနက်တလက်ကာဘိုင်တနက်တလက် 5.56G 160တောင်းနဲ့စံကန်နစီသိသိရရှိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။ ကောက်ဝေးရပီဇော်တီထိုင်စခန်းကနေပြီးတော့မှကံရွာကိုမီတာကြီးလာကောက်တဲ့စစ်ခွေးတဲ့ပီဇော်တီအဖွဲကိုစောက်ကြိုတိုက်ခိုက်တာတဲ့စစ်ခွေးတစ်ကောက်တဲ့ပီဇော်တီတစ်ကောက်တိတ်ဆုံးနေတနက်တလက်တိတ်စီရမိခဲ့တယ်စစ်ခွေးတွေစီးလာတဲ့ဆိုင်ကယ်နှစီးကိုလည်းတိတ်စီရမိခဲ့ပါတယ်လို့ Justice เนาะ Warrior Force အဖွဲကတာဝန်ရှိသူတဦးကပြောပါတယ်အိုးအိုးတတင်းကောင်းနေကြီးပဲနောက်တဲ့တတင်းလေးကတော့ ။ပဲခူးတိုင်းနတ်တလင်းမြို့နယ်လင်မာအင်းရွာအနီးမှာအချမ်းပတ်ဆက်တဲ့စစ်ကြောင်းကိုဂျားပြတ်တက်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့တဲ့အကြောင်းကိုဒိုင်အော်ရီခန်တရင်383တက်တခွဲ3နတ်စစ်တီအခွဲကတာဝန်ရှိသူတဦးကပြောပါတယ်။မက်ချ်လ22မှာ4ရက်နေ့နနက်8:00ခန်းမှာ နတ်တလင်းမြို့နယ်လဲမအင်းကျေးရွာကိုအင်းအား80ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဂျားပြတ်တက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်။စစ်ခွဲတွေစစ်ကြောင်းကလဲမအင်းရွာ၊အိုးဘုံကုန်းရွာနဲ့ဗန်ပွေးကုန်းကိုတော့ဒါကြောင့်နေမီရှင်းဖို့တက်လာတာပါ။ကျွန်တော်တို့ဘက်ကလည်းနေမီအသာစီရယူပြီးတော့မှပျောက်ကြားစနစ်နဲ့အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ရန်သူဘက်ကအင်းအားတာလုံမိမဲ့နေမီကြွချင်မှုနဲ့ရဲဘော်တွေရဲ့အမိန့်နာခံမှုဒါကျွန်တော်တို့အာကောင်းတာတွေ ဲ့ဒီအတွက်ကြောင့်မို့လို့အခုလိုမျိုးအတားကျွန်တော်တို့အထိနာအောင်ပေါ့နော်ဒါကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရတယ်ဆိုတော့အထိနာသွားတဲ့စစ်ခွေးကလဲမအေးရွာတွေကိုပြောင်းဝင်ပြီးတော့မှရွာထဲမှာပတ်ဆဲတဲ့တနက်ပစ်တာတွေတော့တနက်တွေပစ်တာတွေလုတ်တယ်ဆိုပြီးတော့မှသိရတယ်ဆိုပြီးတော့မှ Burma Revolution Army BIA အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ဆိုတော့ ရတူဘက်ကအင်အားတာလုံနေပေမဲ့လည်းကိုဘက်ကနေမြကျွမ်းကျင်မှုနဲ့ကိုယ့်ရဲ့ရဲဘော်တွေရဲ့အမိန့်နာခံမှုအားကောင်းတာတွေကြောင့်အခုလိုမျိုးပျောက်ကြားစနစ်နဲ့တောင်မှဒီကောင်လေး6ကောင်ကိုတင်အောင်တိုက်နိုင်ခဲ့တယ်ဆိုတာကအင်မတန်မှကိုဂုဏ်ယူစရာကောင်းတဲ့ဒီတော်လိုင်းကြီးရဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးတွေကျွန်တော်ထပ်ပြီးတော့မှကြည့်ရအောင်ပါအဲ ဒီတစ်ခေါက်ကတော့ကိုပူကျော်ပေါ့နော်ကိုပူကျော်ကဒီကျွန်တော်တို့ဘောမတရားပေါ့ဗျာကိုပူကျော်လာပြီတော့တည့်ရပါလားဒီလိုငင်းငင်းရေးဆွေးနွေးပွဲကိုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့တက်နေပြီအဲအဲ့တော့ကြောင့်မို့လို့မင်းတို့ PDF တွေကဘာဖြစ်တော့မှာမင်းတို့တော်လိုင်းကမကြခင်ပျက်စီးတော့မှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှစိုက်ဝါးတွေလာတဲ့ပြီးဂျင်းတွေလာတဲ့တဲ့ဘောမတွေကိုကိုပူကျော်ဘလို့ပြန်နှက်ထားလဲဆိုတာကြည့်ကြည့်ပါဗျာဒီနေ့ဟုတ်ပါချင်ဘောမတဆိုင်ရကျွန်တော်မဆိတ်ဖို့လားဟောင်းနေမမတွေ့တာလေနေပြီးတော့မှာ ငင်းငိုင်းစုနေပွဲကြီးကိုခန်းခန်းနာနဲ့လုံနေပြီ။အေး။အကြင်မင်းတို့ပြီးပြီတဲ့။အေး။ဒီငင်းငိုင်းစာရမှာမင်းတို့ PDF တွေ EU တွေနေစရာမရှိတော့အဲ့ကကြမှာမငုံနဲ့လေ။ဘာညာနဲ့ကျွန်တော်ဆဲဆိုပြီးတော့။အေး။ဘလို့။အဲ့ဒါကျွန်တော်လဲချိလိုက်တော့ဘလို့သူတို့ပြောတဲ့ငင်းငိုင်းရေကို။ဥဆောင်ဆွေးနွေးနေတဲ့လူတွေကိုကြည့်လိုက်တာ။လက်ဆန်းသူပြောတဲ့ငိမ့်ငိမ့်နိုင်ငံခြားလူတွေနဲ့ဆင်းနေနေတဲ့လူတွေကဘယ်သူမှမဲမထဲတဲ့ပါတီ ဟုတ်တယ်တမဲမမရတာတဲ့ပါတီရကောင်းဆောင်နေကိုကိုကြီးတို့တက်တက်ခံတို့တော့ဆုံးမြမလာပညာတရကာတို့အဲပြီမနမေတော့မချဘူးတော့ပျောက်နေတာကြာကြီးဖြစ်နေညိုညိုသင်းတို့အဲကိုအဲ့လိုတော့မပြောပါနဲ့ဗျာတက်တက်ခံရတော့မဲရပါတယ်သူတမီတမဲသူတမဲလေအဲအကြောင်းမဲနဲ့ပြပိုင်တက်တက်ခံလို့ကျွန်တော်ခေါ်တာပေါ့ပြီးတော့ရခိုင်ကဒေါက်တာအင်းမအဲတမဲမမရရတယ်ဟုတ်ပါဟုတ်ပါ 哦ဒီအပေရတနာတွေဝိုင်းဆွေးနေတဲ့ငင်းချမ်းကြီးကိုမင်းတို့လိုအပေကံကောင်းနေပဲငါပေါ်တွေပဲထောက်ကံပဲဟုတ်ပါငါတို့တွေကစောက်ပေါ်တွေမဟုတ်ဘူးကွာအကြောင်းမင်းတို့ပြောတာစောက်ယူတတိုင်နေရတယ်တို့တခုတ်ခုဆိုရင်ဟာဟာရုရှားမှာစောက်နဲ့ဂျင်းတတဲ့လေအဘဘူဂျူဂျီပြီးလေပြီးဟောတမရောဘလောက်အားရှိတယ်ရှုံးလဲရှုံးလဲအပြင်မှာလဲကြည်ဟော ဘယ်နေရာတွေမှာဘာတွေဖြစ်ဖြစ်နေတယ်ဆိုတော့မျက်လုံးဖွင့်ကြည့်နမလာပြောရဲစောက်ပေါ်လို့ပြောစောက်ပေါ်တိတ်ခတ်ကြအဲ့တော့မင်းတို့စောက်ပေါ်တသက်ရလှုပ်တဲ့ငိမ့်ငိမ့်ကိုငါတို့တွေကစောက်ပေါ်တွေမဟုတ်တဲ့လူတွေဆိုတော့လက်မခံပါဘူးဟုတ်တော့စောက်ပေါ်စောက်ပေါ်ငိမ့်ငိမ့်ကြီးပဲရမယ်မင်းတို့ဘာလဲဒီကောင်တွေအာယုံလနောက်စောစောစီစီ အဲ့ဒီညဉ့်ညဉ့်ဆွေးနွေးပွဲလေဘယ်နည်းကလုံမှန်းတော့မသိဘူးငါတို့တွေဘလောက်တော့မှဒီကောင်နဲ့ပတ်သက်ပြီးတော့မှလေးလာမှုအားနည်းနေတာလားပါလားတော့မသိဘူးငါအဲ့ဒီညဉ့်ညဉ့်ဆွေးနွေးပွဲတွေပါကြငါတို့ခေါင်းနဲ့လည်းမရှိဘူးဘာကြောင့်လဲဆိုတော့ငကိုတွေကညဉ့်ညဉ့်စေခြင်းနဲ့ဆိုရင်ပြည်သူကိုတိုင်းသားလက်နက်ကင်တွေကိုညဉ့်ညဉ့်စေခြင်းနဲ့ဆိုရင်ဒီကောင်တွေဘာမှအာဏာထသိမ်းစရာမလိုဒီကောင်တွေအာဏာထသိမ်းလို့ဒီနိုင်ငံစုပုံမှုတွေဖြစ်တာအဲ့ဒီဟာကိုမသိဘဲနဲ့အခုလိုမျိုးတွေသိရမလားဟာဘာဘာကြီးဂျင်းတဲမြအတောက်လိုက်တဲ့မြကိုခံနေရတဲ့မင်းတို့ဘဝတွေကတော့မျက်ရည်20တနာပါတယ် နောက်တစ်ပြီ refine ကတော့ဒါကျွန်တော်တို့ဇော်ဘိုင်းပေါ့နော်ဒါဇော်ဘိုင်းကတော့တော်တော်လေးကိုပေါ့နော်ဒီကျွန်တော်တို့ဒီဆယ်တန်းဆောင်မပွဲကတော့ပြီးသွားပြီဒါ့ပေမဲ့ဒီဆယ်တန်းဆောင်မပွဲကာလအတွင်းမှာရောတခြားလက်ရှိမြန်မာနိုင်ငံအခင်းအကျင်းတွေမှာမီးတော်မှအပြည့်အဝမပေးနိုင်တဲ့စစ်တကြီးကိုဇော်ဘိုင်းကပြန်စော်ထားတယ်လို့ဒါစီဒီယန်ဆရာဝန်တွေကိုသိရမလားဒီလက်မခံဘူးပေါ့နော်စီရီယယ်ဆောင်ဘူးလို့လက်ခံပြီးွားရဆိုတော့ထောင်ချဖို့ပေါ့အဲ့လိုမျိုးနေမဲအောင်လိုက်တိုင်တွန်းလာတဲ့ဇဘောကြီးရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်ပါဗျမီးမလာဘူး ရတယ်လေမီးမလာနဲ့ဘာဖြစ်လဲမီးမလာပြောင်းနိုင်ပြီတော့မှာပေါ့အဲဒါပေမဲ့နိုင်ငံတော်လက်ရှိအစိုးရနဲ့အဲအစားလက်ရှိပြည်သူလူထုကြားမှာဟုတ်ပြီမလိမ္မာနဲ့အော်မလိမ္မာနဲ့ကျွန်တော်ပြောတာမီးမလာရင်မလာဘူးပေါ့ဒါပဲဘာဖြစ်လဲอืมဟုတ်လားအစိုးရလည်းလက်ခံနိုင်ရမယ်ငါမလုပ်နိုင်သေးဘူးอืมငါမင်းတို့လုပ်ပေးမယ်อืมအခုရုရှားနဲ့ပေါင်းတယ်ပြုတ်တယ်ဟုတ်လား ငါလုံးဝေးမယ်ငါငါပြည်သူလူထုကိုငါလုံးဝေးမယ်ပြည်သူလူထုကိုပြောလိုက်တိုင်းပြည်ခက်ခဲပြဲမှာဖြစ်နေတယ်ငါဒီအာနာထိန်းတာလားအာအာနာသိမ်းတာမဟုတ်ဘူးဟုတ်ပြီတိုင်းပြည်ရဲ့အခက်ခဲတစ်ခုကြောင့်ငါအာနာထိန်းတာတဲ့ထဲမှာတိုင်းပြည်ကိုအဖျက်မောက်တွေလုံလို့အဲမိမမှန်ဘူးအာငါမိမန်အောင်လုံးဝေးမယ်ငါကြိုးစားပေးမယ်အာအေးအောက်ကဝန်ထမ်းတွေလည်း EBG ဝန်ထမ်းတွေဘာတွေညာတွေအဲမင်းတို့လည်းငါ့ကိုမလိမ်နဲ့အခု70ဆောင်မို့ဘွယ် great way တက်ကတော်လေအမ်မိမလာဘူးလေဘာဖြစ်လဲပြောင်းနေကြတယ်တနိုင်ငံလုံးอืมအဲ့မှာဘာလို့တော့ပြီးတော့ပြောတယ်ဆိုဒီမိမလာတဲ့ကိစ္စမပြောရဘူးစီဒီယန်တွေလုံးမဲ့စီဒီယန်လောက်လာတဲ့ဆရာဆရာမတွေကိုအမ်နိုင်ငံတော်ကြီးခဲအနေနဲ့ဟမ်ပြန်လက်ခံမယ်ဆိုတာက ျွန်တော်တို့ကြာဆုံးသွားတဲ့စစ်တီတွေဟာလာတခါလာလဲဒါပဲကြာဆုံးသွားတဲ့စစ်တီတွေအုတ်ချုပ်ရင်းမှုတွေအဖုံးကြီးတွေဘာဒါတွေပဲလာမယ်တဲ့ပါတကွာရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအဲနော်အုတ်ချုပ်ရင်းမှုတွေဒါပဲနော်ဖုံးတော်ကြီးတွေအဲကျောင်းဆရာဆရာမတွေကိုပြန်မကြည့်တော့ဘူးလားဆိုရဟာဒီလူတွေကိုပြန်လက်ခံရအောင်ကျွန်တော်တို့နိုင်ငံမှာအဲ့လိုလိုရလားအဲရလို့မင်းဖေရလောက်တာဗောရတယ်ဆိုရင်အစိုးရမကောင်းလို့ပဲအဲ ဟုတ်တယ်ဟုတ်တယ်ဆိုရအရင်တည်းကမကောင်းတာအခုမှမကောင်းတာမဟုတ်ဘူးမင်းဘာမှဂုံခေါ်ပြီးပြောနေစရာမလိုဘူးဥပဒေပေါင်းပေါင်းအပြင်ကိုကြော်သွားပြီဗျာအာဒီစီဒီယန်ဆရာဝန်ဆရာဝန်နေဆရာမတွေဟာဆရာဝန်ဟမ်ဒီစီဒီယန်ဆရာလောက်တဲ့ဆရာမတွေနေရာကိုရောက်လာမဲ့ကလေးတွေကိုကြတော့စာမိုးဝဲဖြေရအောင်မမီးလောင်မလုပ်ပေးနိုင်မယ်နဲ့ဟဲ့ဒီလိုအချင်းပြတ်ပြီးတော့မှတိုင်းပြည်ပြတ်တဲ့လူတွေကိုကြတော့ ပြန်လက်ခံနေအခုနိုင်ငံသားတွေပြည်ပြင်းနေတဲ့တော့တိုင်းပြည်ကိုဖျက်တဲ့လူတွေကိုပြန်လက်ခံမယ်နှလုံးသားဆိုတာကကြီးလို့ရပါတယ်တိုင်းပြည်ပြက်လို့ပျက်စီးလုသွားတဲ့လူတွေတော့တော့နှလုံးသားကြီးလို့မရအောင်เนาะကျွန်တော်ကအမှန်တရားကိုပဲပြောတဲ့ကောပြောတော့ကြတော့ဥပဒေနဲ့အညီဆိုအဲဥပဒေနဲ့အညီဆိုဘန်းခေါင်းထဲထဲမရအောင် နော်သူတို့တောင်းလဲမတဲ့ဥသောသူတို့တနေ့ကျကျွန်တော်တို့အသက်မှာသူတို့ကအာတကယ်ကောင်းလို့ CDN ဝင်ခဲ့တဲ့သူတွေကဘာကြောင့် CDN ဝင်ကြတယ်ဆိုတော့အကြောင်းရင်းကိုတေချာနားမလည်ဘူးမစုံလဲမစုံစမ်းဘူးတိလဲတိကျင်ပုံလဲမရပါဘူးမေးပုံစံကြည့်ရတာစက်တက်တဲ့သမျှဂျင်းကိုအတောက်လိုက်သားစင်မြေးဆက်ထထဲခံရတဲ့ကောင်ဆိုတော့သိရမလားစက်တက်ကအမြင်နဲ့ကောင်းတယ်စက်တက် is the best oh စက်တက် is the best တက်မိသားသူ is the အပေးဆက်ဆုံးတိုင်းပြည်ပေါ်မှာဖယ်နာခံလိုက်ဟဲ့အောင်ဤမိဘငါဒီလိုပဲပြောလိုက်တော့မယ်အဲ့တော့နောက်ထပ် verify လေးကတော့ဒါကျွန်တော်တို့ကျွန်တော်ကတော့ဒီလေးလေးကိုဒါ dollar လေးလေးလို့နာမည်ပေးထားပါတယ်အစက်တက်နဲ့ပတ်သက်ပြီးတော့မှစက်တက်ရဲ့ရုပ်မာမှုတွေကိုမသိသေးတဲ့စက်တက်ရဲ့လုံရက်တွေကိုမသိသေးတဲ့အချောင်းအရာတွေပေါ့နော်စက်တက်လောက်ထားတဲ့အရာတွေကိုမသိသေးတဲ့ဘောမတွေကိုချပြလာပါတယ်နားထောင်ကြည့်ပါကြည့်ကြည့်ပါကဲမင်းတို့ဘောမတွေ မသိသေးတာသိအောင်ငါပြောပြလောက်စမ်းလေလေသိရှာနားထောင်ဟုတ်ပြီနော်သိရှာလည်းခင်ယူဆိုင်ပြီးနားထောင်ရှိစားတဲ့ဘောမာတွေမင်းအောင်လိုင်းချီယူလီးစုံနေမကောင်မင်းအောင်လိုင်းချီပါစားတဲ့ဘောမာတွေကဲပြောမယ်သူပြောပြီကဲဘူဇောင်းစံကြပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်း80ကျော်မင်းတို့စစ်တပ်အုပ်ချုပ်ခဲ့တာอืมမြန်မာနိုင်ငံမှာရှိတဲ့ ။ပြန်လာဇာတပစ္စည်းတွေလဲကုန်ပြီ။တခုမှမရှိတော့ဘူး။ဟုတ်ပါ။ကုန်ပြီ။နော်။လေသမားတွေလဲကိုလုံစာကိုဝတ်အောင်မစားရဘူး။ဟမ်။မင်းတို့စီအုပ်ချုပ်နေစီအုပ်ချုပ်ရေးတွေအုပ်ချုပ်နေတာနော်။ကိုနေဝိခေကဆိုလို့ရှိရင်ကိုကြီးရောမှာကိုစုဆက်ပြီးတော့ မူလာတန်းပြအကြောင်းလေးတစ်ဆောင်ဆောက်မယ်ဆိုတော့မှအစိုးရခွင့်ပြုချက်မရရင်မဆောက်ရဘူးနော်ဆောက်ပြီးရင်လည်းဆရာချမပေးဘူးอืมပညာတတ်တွေအများကြီးသူတို့ကိုလူမှာဆိုလို့သူတို့ຢာလူသူတို့ရဲ့ဖွင့်နိုင်ကုန်လူမှာဆိုလို့อืมအမှန်တရားဖော်ထုတ်မှာဆိုလို့အဲ့လောက်ထိဖိနှိပ်ထားတာစေအုပ်ချုပ်ရေးဆိုတာအာနာရှင်စေအာနာရှင်အဲ့ဒါအခုပြပမှာရှိတဲ့အဲ့နေဝင်းလို့ เนาะตาชวยတို့သိမ့်စိန်တို့လက်ထက်လီมาဟောอืมတပိုးနှိမ်နှင်းနိုင်ရဲ့လားဒါပဲအမြင့်ပြုတ်ခဲ့လားอืมမပြည့်မြုပ်ဘူးဒါပဲမင်းတို့စိတ်အုပ်ချုပ်ကြီးอ่ะတိုင်းပြည်ကောင်းစားအောင်လုပ်မှာမဟုတ်ဘူးစိတ်အုပ်ချုပ်ကြီးဆိုတာอืมကိုမိသားစုကိုအတိုင်းဝိုင်းချမ်းသာရင်ပြီးရောပြီးသူတွေဘလို့နေနေဘာလဲသိမ့်စိန်တက်လာတော့ကိုလုံးစားလဲကိုတော့ထမင်းတက်လာချော့စားอ่ะ နဲလဲပြီးပါရဖလဲပဲဆိုတော့ကောပါသေးတယ်သူ့လူစားတခုမှမပါပဲနေတော့ပါဓမ္မစနဲ့ဆော်စားမယ်သူ့လူစားလာစားရင်ပြီးရောအေးနော်အင်းအဲ့တော့မင်းတို့ဘောမာကြီးအခုအချိန်ကြမှာနိုင်မယ်ဆိုတာမင်းတို့ cheese စားပြောတော့ကြိုက်တယ်လို့ထင်မယ်ဟွန်းနေရာဘောင်းစုံဌာနဘောင်းစုံလူမျိုးဘောင်းစုံကတိုက်နေမှာတော့ဟွန်းမင်းစစ်ခွေးကဘာခံနိုင်ဦးမှာလဲဒါဗော လေရင်ရှိနေလို့လေရင်သာမရှိခဲ့မှဆိုရင်မင်းမရောက်လိုက်ကြာပြီဝိညာဏတိုက်သွားတာဟုတ်ပါဟုတ်လားဟုတ်ပါဘာကောင်းတာရှိလဲမင်းတို့စိတ်အုပ်ချုပ်ကြီးလက်နဲ့နဲ့ငင်းကြင်းရေးယူကဘသူလဲဘသူကောင်းလို့လဲအဲဒီမှာစိတ်မပြေရဲဘော်တွေမသေးတာမင်းရောက်လိုက်လို့နာဘာအကျိုးရှိလဲကုနော် အဲ့မလွတ်သာလို့သာတိုက်နေတက်မတော်သားတွေသူတို့သားတွေသူတို့သမီးတွေသူတို့မယားတွေကိုသူတို့ချစ်တယ်သူတို့အသက်ကိုသူတို့လျှောတယ်อืมအနာကိုမလွန်ဆန်နိုင်လို့တိုက်နေတာတိုက်ချင်လို့တိုက်နေတာမဟုတ်ဘူးဟုတ်ပါဟမ်မင်းတို့ဆွတ်ဆွပြီးတော့ပြောမင်းလက်ဘောမာတွေဟိုမဲခိုးတာတို့ဟမ်ဒါတို့မင်းတို့ပြောမနေနဲ့อืมမြောက်နဲ့လှုပ်တရက်စေးအုပ်ချုပ်ရေးလှုပ်ရေးစေးအုပ်ချုပ်ရေးနှစ်ပေါင်း80ဆော80 အုပ်ချုပ်လာတာဘယ်နေရာမှာကောင်းွက်တွေရှိခဲ့ကြလဲဆိုတာကိုပြောဦးอืมဟင်မရှိစင်းရဲတဲ့လူတွေစေးုံသွားတတ်ရင်ပတ်စံပါလာလို့လှမ်းမွေးရတာစေးအုပ်ချုပ်ရေးကာလာမှာပဲပတ်စံမပိုင်မရှိတဲ့လူအသေးခံอืมအဲ့ချိန်လုံးကအဲ့ဒီမူဝါဒအခုဒီရောပြောက်မှာမဟုတ်သေးဘူးဟုတ်တယ်ဒီမိုကရေစီရမှာပြောက်မှာအဲ့ဝါဒမျိုးမှန်တယ် ကျောင်းတက်ရင်တော့ပတ်စံရှိသားသမီးမှဟုတ်ပါဆရာဆရာမတွေကလည်းမျက်နှာသာပေးတာပတ်စံမရှိတဲ့ဆင်းရဲသားသွားသားသမီးကျောင်းသွားတက်ချင်းမျက်နှာသာမပေးဘူးအဲ့ဒါမင်းစိတ်အုပ်ချုပ်ကြီးပဲသူ့ဘေးထံမေးစင်းနေဆိုတော့ဘာမှလည်းမင်းတို့မင်းစိတ်အုပ်ချုပ်ကြီးမှာမရှိပါဘူးမရှိဘူးအလုံးမဘောမာရီစွစွမအမနေနဲ့ဟုတ်ပါမင်းတို့ဗဇက်ကပြောနေမယ်မအနေနဲ့အစားဝင်တိုက်ပါလားမင်းပထွေးမင်း မရောက်လိုက်ဘောဘောလင်းဖြစ်ရဆိုရင်မင်းအမေလင်းဟုတ်ဆိုတော့တင်းစိန်နဲ့ပတ်သက်ပြီးမတ်တရားတစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့သူပြောခဲ့တဲ့စကားတစ်ခုရှိတယ်သူအုပ်ချုပ်တဲ့ကာလတစ်ခုပါဘောနော်လက်နဲ့အစားလက်တော်တွေကင်ကြပါတဲ့တိုင်းသားလက်နဲ့ကင်တွေပြောတာလက်နဲ့အစားလက်တော်တွေကင်ကြပါတယ်အဲ့ချိန်အဲ့ကာလတော့အေယာဝတီတိုင်းဒနုဘီရောငါတိုင်းကြောင်းလို့ပါတော့မှမီးမီးမီးဆက်ဟိုတီဗီကြည့်နေတယ်ဆိုရင်မီးဆက်နိုးဝီကြည့်နေရတယ်ဘောကဒီကချင်းပြည်နယ်တို့ဘာတို့ဟိုကျွန်တော်တို့ဒီတောကျုံအောင်ချာဗျာအဲ့ဒီနေရာတိုင်းသားတွေကဘယ်လက်တော်ဝင်ရမှာတော့ ဒီမီးတော့မရှိတဲ့ဟာပြောရရင်ကျွန်တော်မြောက်ဝတီမှာကျွန်တော်ပွဲကတော့ဟာဆိုရင်တိုင်းရင်သားတက်တက်ရှိတယ်ဒီကီဘီပေါ့ဗျာထားပါတော့ကျွန်တော်ပြောရဲအကူတဲ့ကျွန်တော်တို့ဟာတဲ့ဘယ်လိုတိုက်ပွဲတွေပိုင်းမဖြစ်ဘူးလားဖြစ်တာပေါ့တဲ့ကိုတွေကျွန်တော်တို့ကဖုံးဆက်ပြီးဖြစ်တာတဲ့အော်ဘယ်သူကဘယ်သူကခင်ဗျားတို့တိုက်ခိုင်းတာလဲဆိုတော့စကားစားရတဲ့ခင်ဗျားတို့နှစ်ဖွဲ့ပေါင်းတိုက်လိုက်ဦးဆိုပြီးတော့မှာတဲ့တိုက်ပွဲဖော်ဆောင်လိုက်ဦးဆိုပြီးတော့မှာဖုံးဆက်ပြီးပြောတာအဲ့လိုဒီဆိုတာနော်စစ်တက်စစ်တက်ကစစ်တက်ကတိုင်းသားလက်နက်ကင်တွေကိုမွေးပြီးတော့မှပြည်တွင်းစစ်ကိုပုံဖော်ပြီးတော့မှနိုင်ငံတော်ကနေပြီးတော့မှ အဲ့လိုမျိုးစက်သုံးစီတောင်းတာအဲ့တော့အဲ့တော့မင်းတို့ဂျင်းထဲတည်းမြတ်ခံဖို့ပုံပါတယ်နော်ဂျင်းသမီးတော်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေကျွန်တော်ရဲ့ Arsenal တော့ YouTube channel လို့လည်း like and subscribe လုပ်ဖို့ပြောချင်ပါတယ်တင်သမီးဗီဒီယိုလည်းရှောက်ကြည့်လို့ရအောင်လို့ဘေးနားက notification လောက်လို့လည်းနေပေးခဲ့ကြပါလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါ